န်းနေရတဲ့နဲ့ထိုင်းနိုင်ငံရဲ့ live ground ပွဲတော်အလားကိုတဝါကြီးခန်းစားလို့ရမယ် cruise လေးတစ်ခုအကြောင်းပြောပြပေးသွားပါမယ်ထိုင်းနိုင်ငံမှာမကြခင်ကြောက်တော့မဲ့ live ground လေးမှာဖယ်သွားရမလဲမသိရင်တော့ဒီ cruise လေးကိုသွားစီးကြည့်ပါတော့အခြားတင်တာ cruise တွေလို့ဘတ်ထောင်ကြည့်ပေးကြမလို့ပဲဘတ်နှစ်ရာတဲနဲ့ကြောက်ပြမြင်ထဲမှာကျင်းပါတယ် live ground ပွဲတော်ကိုတဝါကြီးကြည့်ရှုခန်းစားနိုင်ပါတယ်ဒီ cruise လေးစီးမယ်ဆိုရင်ကြောက်ပြ tourist boat ရဲ့ website ကနေကြိုတင်ဝင်ရမှာဖြစ်ပြီးတော့ ရိုးရိုးခရုစ်ပဲစီမယ်ဆိုရင်ဘတ်200ကရထုံလေးပါမျှော်မယ်ဆိုရင်ဘတ်250ပေးရပါတယ်။စီရမဲ့စေကန်းကတော့စက်ထုံစေကန်းမှာ BDN နဲ့ဆိုရင် BDN စီလုံးလိုက်စပန်တက်ဆင်ပူတာမှာဆက်လိုက်ရောက်ပါပြီ။ရောက်ရင်တော့လက်မှတ်ကောင်တာကိုသွားပြီးကိုဖြတ်ထားတဲ့လက်မှတ်ကိုပြရပါတယ်။ကရထုံမှာယူထားရင်တော့အခုလိုမျိုးကရထုံမျှော်ဖို့ဖောင်းလေးပေးပါတယ်။သူက round 1ည9:55မိနစ် round 2ည9:45မိနစ် round 3ည8:30မိနစ်ဆိုပြီးအချိန်၃ချိန်ရှိပါတယ်။မိပန်းတွေကြည့်ကြည့်ရင်တော့ round 2နဲ့3ကိုယူတာအကောင်းဆုံးပါပဲ။အချိန်ကတော့45မိနစ်လောက်ရှိရပါတယ်။သူက ICOCN Asia Tech နဲ့ WAA ရောအစရှိတဲ့ဘန်ကောက်ရဲ့နာမည်ကြီးနေရာတွေကိုပေပေါ်ကနေတဝါကြီးကြည့်ရှုခန်းစားနိုင်ပါတယ်။ပြီးရင်တော့ဝါအယုံဖျားနာမှာကရထုံမျောဖို့လှေလေးခဏရက်ပေးပါရစေ။ဒီလိုမျိုးလှေပေါ်ကနေပဲဒုတ်တန်လေးတွေနဲ့ကရထုံမျောရတာပါ။ ကရတောင်မျောတဲ့အခါတစ်နှစ်တာလုံးစူးစောင်းမိခဲ့တဲ့မကောင်းတဲ့ကံတွေဒေါသတွေအမုန်းတရားတွေဆိုးကျိုးတွေကိုရေထဲမှာဘောလုံးမျောသွားတဲ့ကရထုံနဲ့အတူဖယ်ထုံလိုက်ကြလို့ယုံကြည်ကြပါတယ်ကရထုံထဲမှာငွေအကျွေးစိထည့်ပြီးလာမယ့်နှစ်မှာငွေကြေးတနာပေါ်များလာဖို့ရည်ရွယ်ချက်နဲ့မျောကြတဲ့သူတွေလည်းရှိပါတယ်ချစ်သူရည်စားနဲ့အတူမျောတဲ့အခါကရထုံမမျောရင်ပေါက်ဖက်ရမယ်ဆိုပြီးကန်ဆန်းကြသူများလည်းရှိပါတယ်ထိုင်းများစုကတော့ကရထုံမှာမိထုံထားတဲ့ဖြောင်းဆိုင်က ရေထဲရောက်ပြီးနောက်ပိုင်းမီးမငြိမ်းပဲဆက်လက်လင်းနေမယ်ဆိုရင်ဆူတောင်းခြင်းတွေပြေဝပြီးလာမယ့်နှစ်မှာကံကောင်းခြင်းတွေရရှိနိုင်မယ်လို့ယုံကြည်ကြပါတယ်။မီးပန်းတွေမလွတ်ခင်မှာအခုလိုမျိုး drone show တွေကိုလည်းပြသပေးပါတယ်။အခြားနေရာတွေမှာလို့လူတွေတိုးချိတ်မနေရပဲအေးအေးဆေးဆေးနဲ့ရှုခင်းနေတဝါကြီးကြည့်လို့ရတာကြောင့်ဒီ cruise လေးကိုမစီးဘူးသေးဘူးဆိုရင်တော့တစ်ခါတော့တော့သွားစီးကြည့်ပါနော်။အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်သေးကြမယ်နော်။ Bye bye ။